င်္ဂလာပါကျွန်တော် message မှာ page ဖွင့်ခြင်းလို့တဲ့တင်နန်းတက်ခြင်းလို့တဲ့ကျွန်တော်ပြောတဲ့ page ဖွင့်တာတော့တင်နန်းတက်ဆရာမလို့ပါဘူးဒါဒီတိုင်းလေး like ကြီးလိုက်တာနဲ့လှုပ်လို့ရပါတယ်ဗောနော်ဒါကြောင့်ကျွန်တော်အခု page ခါတဲ့ဖွင့်ပြပေးမယ် page ဖွင့်ခိုင်းနေဆိုတော့တခြားမဟုတ်ဘောနော်ကျွန်တော်တို့က admin တွေအပြောင်းလဲလှုပ်လို့ရတယ် admin တွေထုတ်လို့ရတယ် admin တွေထည့်လို့ရတယ်နော်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ကြည့်လိုက်တခါတည်းကျွန်တော်လှုပ်ပြပေးမယ်ဗီဒီယိုနည်းနည်းတော့ရှည်မယ်နော်မဖွင့်တတ်တဲ့လူတွေတခြားလေး like ကြည့်လိုက်ဗောနော် ကဲအခုအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ပုံမှန်သုံးနေတဲ့ Facebook account ပေါ့နော် Facebook account တွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဗျာ Okay ဒီဟာဆိုလို့ရှိရင်ကျွန်တော်ပြရမယ်ဒါဆိုရင်ဒါကျွန်တော်ပုံမှန်သုံးတဲ့ Facebook account ပေါ့နော် Facebook account ဒီဟာဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာသူ့ရဲ့ profile လေးကိုဝင်ကြည့်လိုက်ဝင်ကြည့်လိုက်လို့ရှိရင်ဒီနေရာမှာဆိုရင်ဘာမှမရှိဘူးလीနော် page တွေဘာလည်းမပေါ်ဘူးဒါကြတော့ YouTube account ပေါ့နော် pro move တွေပါလေမ on ရနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ account နေပြီးတော့မှကျွန်တော် page တစ်ခုကိုဘယ်လိုဖွင့်မလဲပေါ့နော် ဆိုတော့ဒီအားလေးကိုတစ်ချက်နေလိုက်ပါမယ်ဒီမှာတွေ့လားဒီဒီ page ကဒါကျွန်တော်ခုနနမူနာဖွင့်ပြတာဒါဖွင့်ပြရေးကျွန်တော် screen record မယူမိလို့ကျွန်တော်အခုပြန်ပြီးအစားနေပြန်ပြတာပေါ့နော်အဲ့တော့ဒီရောက်နာလေးမှာ page ဆိုတာရှိတယ်တကယ်လို့မရှိရင်သူဒီလိုမျိုးလေးဖုံးနေလိမ့်မယ်တချို့ဟာတွေကြတော့ဒါမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီမှာ c mode နေလိုက်စီမုတ်နေလိုက်လို့ရှိရင်ဒီမှာပေးဆိုတာထွက်လာလိုက်ပြီเนาะအကောင့်လေးကိုကျွန်တော်တို့ကနေဒီမှာတစ်ချက်နေလိုက်မယ် ပြီးလို့ရှိရင်ဒီအပေါ်ဆုံးမှာတွေ့လား create ဆိုတာတွေ့လားအဲကောင်လေးကျွန်တော်တစ်ချက်နေလိုက်မယ်ပြီးရင်ဒီမှာ professional က personal ပါဘောနော်အဲတော့ကျွန်တော်တို့က professional ဆိုရတဲ့ကိုကျွန်တော်ယူလိုက်ပါမယ်ပြီးဒီရောက်က next ကိုတစ်ချက်နေလိုက်ပါမယ်ပြီးတော့ရင်ဒီတစ်ခုပဲပေါ့နော်သူယူထားတဲ့ဟာပဲ create a new page ပေါ့နော် page အတစ်တစ်ခုကိုကျွန်တော်တို့ဖွင့်ပါမယ်ပြီးရင်ဒီအောက်က next ကိုနှိပ်ပါမယ် page name ကကျွန်တော်တို့တခုပြင်မယ်ပေါ့နော်ကျွန်တော်ဒီ page name ဆိုတဲ့နေရာမှာကျွန်တော်စဉ်းစားရမယ်ပေါ့ကျွန်တော်တို့ကျွန်တော်လိုမျိုးပေါ့နော်ဒီခုအဲကိုယ့်ရဲ့ personal name နဲ့ပဲကျွန်တော်ကနေပြီးတော့မှ knowledge sharing လုပ်တာတွေ monetization နဲ့ပတ်သက်တာ sharing လုပ်တာမျိုးတွေဒီလို tutorial တွေပြတာဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်နာမည်ပဲတုံးနေပေါ့နော်အဲ့လိုမှမဟုတ်ကိုကနေပြီးတော့မှတစုံတစ်ခုပေါ့နော် fitness နဲ့ပြောတာအကြောင်းတွေကိုကို sharing လုပ်တာဖြစ်ဖြစ်အဲတစ်ခုခု knowledge sharing လုပ်တာဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လဲစာတင်တာပဲဖြစ်ဖြစ်သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုဒီ page မှာဖေးပေါ့နော် ပြီးလို့ရှိရင် sorry ဒီအဲ့တော့ဒီနေရာမှာကျွန်တော် tutorial အနေနဲ့ကျွန်တော် page name တခုပေးလိုက်မယ်ဗျာเนาะအဲ့တော့ကျွန်တော်နာမည်ပဲကျွန်တော်ပေးလိုက်မယ်เนาะ science c t m 3ပေါ့ဗျာခုန1ခုနပထမနမူနာပြထားတဲ့ဟာတွေရှိနေတယ်ဆိုတော့ကျွန်တော်3လို့ပေးလိုက်မယ်เนาะပြီးတော့ပြီဆိုလို့ရှင်ဒီရောက်က next ဆိုတာလေးတွေ့မှာအကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ် Android ရဲ့ iPhone ရဲ့ကတိတ်တော့မကွာပါဘူးဒီအပေါ်အောက်လေးတွေပြောင်းသွားတာပဲရှိတယ်အခုကျွန်တော်ပြောတဲ့ဟာလေးတွေကိုပဲကြည့်ပြီးတော့လိုက်လုပ်ကြည့်လို့ရတယ်အတူတူပါပဲเนาะတဘောတရားဆိုတော့ဒီနေရာမှာဒီလို plan လေးပြနေမယ် plan လေးပြနေမယ်ဒီ category ဆိုတဲ့ဟာလေးကဘာလဲဆိုတော့ကျွန်တော်တို့ page ကဘာနဲ့တက်ဆိုင်တဲ့ဟာကိုတင်ပါလဲပေါ့เนาะကိုအနေနဲ့ကကိုကဟို beauty နဲ့တက်ဆိုင်တဲ့ဟာကိုတင်ပါလား beauty ဆိုလို့ရှင်ね beauty ပေါ့ဗျာဒီမှာ B E A U T 1 beauty cosmetic personal care ပေါ့နော်ဒီလိုအကြောင်းအရာလေးပေါ့နော် hair and beauty dealer ပေါ့နော်ဒါမှမဟုတ်ရင်တခုခုပေါ့နော်ကိုကိုတင်မဲ့ content နဲ့တက်ဆိုင်တဲ့ဟာတခုကိုကျွန်တော်တို့ကဒီမှာဖြည့်ပြီးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကနေပြီးတော့မှ finance နဲ့ဆိုင်တဲ့ဟာလား find sorry f i t n e s s fitness ပေါ့နော်ဒီမှာဆို fitness trainer လား fitness model လားတခုပေါ့နော်ဒါမျိုးကိုအနေနဲ့ကိုတက်ဆိုင်တဲ့အကြောင်းအရာတခုကိုကိုဖြည့်ပေးရမယ်ဟိုအိမ်ချမ်းမြေနဲ့တက်ဆိုင်တဲ့ဟာတွေလားဒါမှမဟုတ်လို့ရှိရင်လည်းဒီဂျင်းနေအဲဖွင့်တဲ့ယုံတခုလားပေါ့နော်ဒီလိုတက်ဆိုင်တဲ့ဟာတခုကိုကိုအနေနဲ့ဖြည့်ပေးပါအဲ့တော့ကျွန်တော်က fitness trainer ပေါ့နော်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ဗျာ ဒါပြီးရင်ပြန်ပြင်လို့လည်းရတယ်ဗျကျွန်တော်အားလုံးပြီးမှပြန်ပြင်လည်းရတယ်အခုကျွန်တော်တခါလေးလုတ်ပြပြီးတော့ပြီးလို့ရှိရင်ဒီ next layer ကိုတစ်ချက်နေလိုက်မယ်ဒီ bio ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့ရဲ့အကြောင်းပေါ့နော်ကျွန်တော်အကြောင်းမင်းဖြစ်ဖြစ်ဥမာခုနကျွန်တော် ပြောလို့ fitness trainer ဖြစ်တဲ့အတွက်ကျွန်တော်ကဘယ်မှာ ဟိုဘဲချင်းမှာဘယ်လိုမျိုးတွေလောက်ခဲ့တာဘယ်လိုစုတွေရခဲ့တာဒါမှမဟုတ်လဲကိုကဒီလိုမျိုးပေါ့နော်အဲစပိုမှုတရားဆိုလို့ရှိရင်လည်းဘဲမှာဘယ်လိုဘဲမှာတွေအလုပ်လောက်ခဲ့တာဒီလိုအကြောင်းအရာလေးတွေကျွန်တော်ဖြည့်ပေးလို့ရတယ်ဒါမှမဟုတ်လဲကိုယ့်ရဲ့လုပ်ငန်းနဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကဒီမှာလာဖြည့်လို့ရတယ်ဒါတွေကကျွန်တော်နောက်မှပြင်နေရတယ်တို့မဲ့ကျွန်တော်ပြောချင်တာက monetization အတွက်ဆိုလို့ရှိရင်တော့ဒီ location ဟာကြီးကိုမထည့်နဲ့ပေါ့နော်ထည့်မယ်ဆိုရင်ဘာထည့်လို့ရလဲဆိုတော့ကိုယ်နေနဲ့မြန်မာမဟုတ်ဘဲနဲ့ အဲတခြားနိုင်ငံတစ်ခုမှအနေနဲ့ပြက်လာမှာမြန်မာဆိုတော့မထည့်နေပါဗျာ monetization အတွက်ပြောတာပါကိုအလုပ်အတွက်ဘာညာဆိုတော့ဒီနေရာထည့်ကိုထည့်ပြီးတင်ပါတယ်နော်ကိုလောက်ကဘယ်မှာဘယ်ဘယ်မှာဖွင့်လာတယ်နော်နောက်ပြီးတော့အချိန်လေးဘယ်လိုမျိုးလေးဖွင့်နေဆိုတာဒီနေရာလေးမှာကျွန်တော်ထည့်ပြရတယ်โอเคဒီ bio ဆိုရဲ့နေရာမှာလည်းခုနကကျွန်တော်ပြောလိုမျိုးပေါ့နော်ကိုလုပ်ငန်းနဲ့တက်ဆိုင်တဲ့ဟာလေးတွေကိုထည့်ပြီးဒါမှမဟုတ်လည်းကိုက content တွေဖြန့်တီးမယ်ဆိုလို့ရှိရင်လည်းဘာအကြောင်းအရာတွေဖြန့်တီးမယ်ဆိုတဲ့အကြောင်းဒီနေရာမှာတစ်ချက်ထည့်ပြပါနော် โอเคကျွန်တော် bio ကတခုပေါ့ဗျာ fitness trainer ပေါ့เนาะ F I D N E S S fitness D R A I N yeah trainer ပေါ့เนาะကျွန်တော် bio ကကျွန်တော် fitness trainer ပေါ့ဒီလိုမျိုးကျွန်တော်ထည့်လိုက်မယ်ပြီးလို့ရှင်ဒီရောက်က name ဆိုတာလေးကို channel လိုက်ပါမယ်ဒီနေရာတော့အားလုံးသိကြမှာပါเนาะ profile change မယ် cover ထည့်မယ်เนาะအဲ့တော့ဒီမှာ profile လေးကိုအခုတခါတည်းရွေးခြင်းနဲ့ရွေးမရွေးခြင်းလဲ ပြီးမှရွေးလဲရတယ်ကျွန်တော်ကတော့ AC ပြီးမှရွေးမယ်ပြီးတော့ဒီမှာ next ကို name အရေးကြီးတာပဲကျွန်တော်ပြပေးမယ်နော်ဒီမှာက invite လုပ်လို့ရတယ်ကျွန်တော်က page တခုဖွင့်ပြီဆိုလို့ရှိရင်တကယ်ချင်းတွေမရှိမှ follower တွေမရှိမှမကြောက်နဲ့ဘောနော်ဒီမှာကျွန်တော်တို့ဒီ account ကနေအခုမိတ်ဆွေရဲ့ account ဘောနော်အခုဒီ account ကနေပြီးတော့မှာ ဖွင့်လိုက်တဲ့ page ရဲ့ကိုလာပြီး invite လုပ်ဖို့အတွက်ဒီ account နဲ့ friend ဖြစ်တဲ့လူတွေအကုန်လုံးကျွန်တော်တို့ invite line လုပ်လို့ရတယ်ဒီမှာ slack all နေပြီးတော့တခါတည်း invite လုပ်ပြီးဒီမှာ next ကိုနေလိုက်ရင်သူတို့စီမှာ node မှာတော့တက်တယ်เนาะဒါ invite လုပ်လို့ရဆိုရင်အကြောင်းပြောပြတာကျွန်တော်ကတော့မလုပ်တော့ဘူးအဲ့တော့ and slack ဝဲကျွန်တော်ပြေးလိုက်မယ်ပြင်ဒီရောက်က next ဆိုတာလေးကိုတစ်ချက်နေလိုက်ပါမယ်ဒါလေးက node မှာတက်မလားဘာညာဘောเนาะ node မှာ node ဘာမပြတော့ဘောเนาะ okay ပြီးလို့ရှိရင်ဒီမှာ then ကဲဒါဆိုရင် main နေတဲ့ page ခုပြီးပြီလားဆိုတော့ပြီးပြီတော့ပြီမယ်မပြီးသေးဘူး။ဘာမပြီးသေးလဲသိရမယ့်ဟာလေးရှိတယ်။ဘာလဲဆိုတော့ admin ပေးတဲ့ကိစ္စပါနော်။ admin ပေးတဲ့ကိစ္စရှိမယ်။ဒီမှာ professional dashboard ကိုကျွန်တော်ဖွင့်ကြည့်လိုက်ဗျာ။ sorry ဒီမှာဒါလေးချင်းကြည့်။ဒီမှာအောက်ကိုဆွဲချလိုက်။ဒီမှာတွေ့လား။ page ဆိုတာဒီလိုဖြစ်ရမယ်။ဒီနေရာမှာ profile လို့ပါတော့ဖြစ်ရမှာ page ဆိုတာဖြစ်ရမယ်နော်။ professional dashboard ကိုဖွင့်ကြည့်လိုက်မယ်။ ချင်းလန့်နေလောက်တော့မလားတဲ့မလောက်ဗျာလို့နော် monetization ကိုတစ်ချက်ကြည့်လိုက်မယ်ဟောဒီမှာ content monetization တော့မပြရတယ် invite only ရဲ့နော်ပေါ်နေရဗျာနော် okay ပြန်ထွက်လိုက်ဘန်နဲ့ပြန်ထွက်လိုက်ကဲအဲ့တော့ admin ခန့်မယ် admin ထုတ်မယ်ဘယ်လိုလုပ်မလဲကျွန်တော်ပြမယ်နော်ဒီအရာလေးကိုတော့မယ်တချို့ android မှာဆိုဒီပေါ်ရောက်နေမလားမသိဘူးနော်ဒီလေးနှိပ်လိုက်ပြီးရင်ဒီမှာ setting and privacy တွေ့လား ဗီဒီယိုနည်းနည်းရှည်လို့ကျွန်တော်နည်းနည်းမြန်မြန်ပြပေးလိုက်တယ်နော်အပြင်ဒီမှာ setting ဆိုတာတွေ့လားနေအဲကောင်လေးနေအပြင်အောက်ကိုဆွဲချလိုက်မယ်ပြင်ဒီမှာတွေ့လားဒီ page setup ပေါ့နော် page တစ်ခုလောက်ပြီဆိုတော့ဒါအတိကိုတည်ထားရမယ်နော်ဒီမှာဒီ page page setup ဆိုတာကိုကျွန်တော်တစ်ချက်နေမယ်ပြင်ဒီနေရာမှာ page asset တွေ့ရနော်ဒါလေးဒါတည်ထားရမယ်နော် page တစ်ခုလောက်လို့ရှင်โอเคဒီနေရာမှာကျွန်တော် admin ထည့်တယ်ဖြုတ်တယ်ဒီနေရာမှာပေါ့ဒါကကျွန်တော်ဒီ account နဲ့ကျွန်တော်ဖွင့်ခဲ့လိုက်တာ ဒီဒီ account နဲ့ကျွန်တော်ဒီ page ကိုဖွင့်ခဲ့လိုက်တာအဲ့တော့ကျွန်တော်ဒီ account နေပြီးတော့မှ admin တယောက်ဖြစ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တခြား admin နေခန့်မယ်နော် add new ဒီညာကဘာလို့လဲဆိုတော့ကျွန်တော် monetization အောင်ပြီးတဲ့ချိန်မျိုးဆိုလို့ရှိရင်ကျွန်တော် payout တမားတွေကိုကျွန်တော်တို့ကနေပြီးတော့မှ admin လမ်းပြရရှိရဗျာသူတို့ဒီတဲကို admin ထည့်ပြရရှိရနော်အဲ့တော့ဒီအောက် next ကိုနေမယ်အဲ့တော့ထားလိုက်ပါတော့ payout တမားကကျွန်တော်ရဲ့ဒီ account ပေါ့နော်ကျွန်တော်တခု ခေါ်လိုက်မယ် sin c ဒီ au sorry မအဲဒီမှာဒီမှာတွက်လိုက်ပြီ sin c2 เนาะ chris ဒါကျွန်တော်ရဲ့ account ဒါကိုကျွန်တော်တို့ admin ဒါဆို pay out တမားလို့ရှိရင်ဒါထားလိုက်ပါတော့ဒါသူက pay out တမားပဲထားလိုက်ပါတော့ သူ့ကိုကျွန်တော်က admin ပေးမယ်ဘယ်လိုမျိုးပေးမှလဲ admin ပေးရဲ့နေရာမှာသူ့ကိုကျွန်တော်က full asset ပေးမလား full control ကဘယ်လိုမျိုးလဲဆိုတော့ဒီ page ကိုပါသူကဖြတ်ပြလို့ရတဲ့အနေထားပေါ့ဒီကောင်လေးကိုကျွန်တော်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီ admin ကဒီ page ကိုပါဖြတ်ပြလို့ရမယ်เนาะအဲ့တော့ဒါလေးကိုစဉ်းစားပြီးမှပေးဖို့เนาะအနေထားတစ်ခုကို ို့ဒီလိုမျိုးပေးမယ်ဆိုလို့ရှင်လည်းရတယ်တကယ်လို့ဒါပါပေးလိုက်မယ်ဆိုလို့ရှင်သူတခြား admin တွေပြန်ထည့်လို့ရမယ်ဒီလိုအကြောင်းအရာရှိမယ်เนาะအဲ့တော့ကျွန်တော်ကတော့ကျွန်တော် account ချင်းကျွန်တော်ဆိုတော့ကျွန်တော်ကတော့ full control ပေးလိုက်မယ်ပြင်ဒီအောက်က give accept ကိုပေးလိုက်မယ်ဒီ profile passport ကတော့တခြားမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဒီ account ပေါ့နော်ဒီ account နဲ့ဒီ page ကိုဖွင့်ခဲ့တာဖြစ်တဲ့အတွက်ဒီ account ရဲ့ passport ကိုဒီမှာလာပြီးတော့ထည့်ပေးပါ password ကိုကျွန်တော်ထည့်လိုက်မယ်နော်ကဲဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှင်တော့ဒါကျွန်တော်တို့အနေနဲ့သူ့ admin ပေးပြီးတော့ပြီဖြုတ်ချင်တယ်ဆိုလို့ရှင်လည်းဒီညာလေးမှလာပြီးတော့ဒီအဆက်သုံးဆက်ကိုနှိပ်လိုက် Android iPhone တဘောတရားတွေကတိတ်တော့မကွာဘူးဗျာကျွန်တော်ဒါ iPhone နဲ့ပြတာပေါ့နော်ဒါလေးကိုနှိပ်လိုက်ဒီညာမှာကျွန်တော်တို့ဖြုတ်တဲ့ဟာပါတယ် ဖြုတ်လိုက်အောင်ပဲဒါကလောလောဆယ်တော့ तू ကလက်ခံရရတာမဟုတ်ရဲ့ तू ကဒီနေရာမှာ तू က cancel invite ဆိုတာပဲပြတယ်ကျွန်တော်အနေနဲ့ तू မလက်ခံရရတဲ့ချိန်မှာကျွန်တော်ဖြုတ်ချင်တယ်ဆိုဒါလေးကိုတစ်ချက်နှိပ်လိုက်ရင် cancel ဖြစ်သွားပြီ तू လက်ခံပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော် remove ပြန်လုပ်လို့ရတယ်နော်ကဲဒီလောက်ဆိုလို့ရှိရင်တော့ page ဖွင့်တာနားလည်းမထင်နဲ့နားမလည်ရရှိရင် check box မှာမေးခဲ့ပါအားရင်ဖြည့်ပေးမယ် message တွေများလို့တစ်ခါလေတော့ဟိုမဖြည့်နိုင်ဘူးပေါ့ဗျာတစ်ခါညချမ်းကျွန်တော်ပြန်စစ်ပါတယ်โอเคတော့ပါပဲ